မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့မှာကားရရဲ့နှလုံးသားလို့ခေါ်ဆိုနိုင်တဲ့ဂီယာတစ်တရဲ့အလုံးလုံးပုံကိုစိတ်ဝင်စားွယ်လေ့လာသွားကြပါမယ်။ဤပညာရဲ့အစကိုဖြန့်ချိမယ်ဆိုရင်음ဂီယာရဲ့အခြေခံသဘောတရားဟာရိုးရှင်းတဲ့ set policy တစ်ခုဖြစ်တဲ့ lever အာမြင့်တန်ကနေစတင်ခဲ့တာကို တွေ့ရပါမယ်။ lever ကိုတီထွင်ခဲ့တဲ့ဂရိပညာရှင်ကြီး Archimedes က လုံလောက်တဲ့အာမြင့်တွေနဲ့ရက်တည်နိုင်မဲ့နေရာပေးရင်ကဘာကြီးကိုလှုပ်ရှားပြမယ်ကိုပြောခဲ့တာလေဒါဟာအားနည်းဆုံးနဲ့အလို့အများဆုံးလုံဆောင်နိုင်ခြင်းဆိုတဲ့စပ်မှုပညာရဲ့အဓိကမူဝါဒကို ပြသခဲ့တာပဲဖြစ်ပါတယ်ဒီအာမြင့်တန်မှာအဓိကအစိပ်ပိုင်း၃ခုရှိပါတယ်ဝန်ရွှေ့ရမယ့်အရာ အားထုတ်မှုကျွန်တော်တို့ထုတ်လိုက်တဲ့အားနဲ့ဒုက္ခံချက် အားကို ထောက်ပံ့ပေးတဲ့နေရာတို့ပဲဖြစ်ပါတယ်อืม ဥပမာအနေနဲ့တန်ဘူးဖွက်ကရိယာတို့မဟုတ်ကားဘော်တဲ့ jet ကိုကြည့်ပါလေးလံတဲ့အရာတွေကိုအလွေတကူရွှေ့နိုင်အောင်ဒီသဘောတရားကို အသုံးပြုထားတာပေါ့ကဲအာမြင့်တန် liver ကနေ gear ဘလို့ဖြစ်လာလဲဆိုတော့ engineer တွေက liver လိုမျိုးအပေါ်အောက်ရွေ့လျမ်းမှုထက် စင်စတ်မပြတ်လေပတ်မှုကို ပို့ပြီးလိုအပ်လာလို့ပဲဖြစ်ပါတယ်ပထမဆုံးဂီယာကိုဖန်တီးခဲ့ပြီးနောက်သူတို့စမ်းသပ်တွေ့ရှိတာက ီယာသေးသေးလေးကအပတ်ရီပိုများပြီးဂီယာအကြီးကအပတ်ရီပိုနေတယ်ဆိုတဲ့အချိုးအစားပဲဖြစ်ပါတယ်ဒီလိုစမ်းသပ်မှုကနေစွမ်းအင်ကိုစီမံခန့်ခွဲခြင်းပဘောတရားကိုစတင်နားလည်ခဲ့ကြတာပေါ့ဒီနောက်ပိုင်းမှာအခက်အခဲတစ်ခုရှိလာတယ်음ပါဝါကို60ဒီဂရီထောင်ကျူအထိပြောင်းပြီးလွှဲပြောင်းနိုင်တဲ့စနစ်မရှိသေးပါဘူးဒီပြဿနာကိုဖြေရှင်းဖို့အတွက်ပဲ ဂီယာတွဲစနစ်ကိုပညာရှင်တွေကဖန်တီးခဲ့ကြတာပါသူတို့ရဲ့တီထွင်မှုကြောင့်သာလျှင် ကျွန်တော်တို့ဟာကားပြီးလို့ရှိပါဝါကိုတောင်းကျိုးပြောင်းပြီးပို့ပေးနိုင်ခဲ့တာကိုသတိရသင့်ပါတယ်ကဲဂီယာတက်တာရဲ့အတွင်းပိုင်းကိုကြည့်ကြရအောင်ပါဝါဝင်လာတဲ့ရိုးတံကို အဝင် ရိုးတံလို့ခေါ်ပါတယ်ပါဝါကိုဘီးရစီ ပို့ပေးမဲ့ရိုးတံကတော့မောင်းနေရိုးတံပေါ့อืมဒီနှစ်ခုကြားမှာ ပါဝါကိုကူညီပေးတဲ့ဂျားခန်ယိုးဒန်တခုရှိနေပါတယ်တချို့ကမေးကြတယ်ဂီယာတွေဘာလို့ဒီလောက်များနေတာလဲလို့ဘာလို့လဲဆိုတော့ကားကိုမောင်းဖို့အချိန်နဲ့ရုံအားကိုချိန်ညှိဖို့လိုလိုပဲဖြစ်ပါတယ်အင်ဂျင်ပါဝါကိုလက်ခံတဲ့ဂီယာတွေဟာအမြဲတမ်းထိတွေ့နေရပါမယ်ဒါပေမဲ့မောင်းတဲ့ယိုးဒန်ဘောကဂီယာအချို့ကပုံမှန်ဆိုရင်လွတ်နေပါတယ်သူကလှောက်ရှားနေတာဟာဂျားခန်ယိုးဒန်လေနေတာကိုပဲမြင်ရပါတယ် ပါဝါကိုဓာတ်ရိုက်မပို့သေးပါဘူး။ဟွန်းဒီနေရာမှာကလပ်အင်ခွန်ကအရေးကြီးလာပြီ။သူကလွတ်လပ်စွာလက်ပတ်လို့မရပါဘဲရှေတိုးနောက်ဆုတ်တော့လုံလိုက်ပါတယ်။မောင်းနှင်ရိုးတံပေါ်မှာအလုတ်အများဆုံးလှုပ်ပေးမဲ့ဂီယာအကြီးတစ်ခုလည်းတတ်ဆင်ထားပါတယ်။ကားကိုစတင်မောင်းနှင်ဖို့ဆိုရင်အင်မတန်များပြားတဲ့ရုံအားကိုလိုအပ်ပါတယ်။ဒါကြောင့်ပထမဂီယာစနစ်မှာ ဂျားခန်ယိုဒန်ဘောင်ကဂီယာသေးသေးလေးကနေမောင်းနေယိုဒန်ရဲ့ဂီယာအချီးကိုလှက်ပေးပါတယ်ဂီယာအချိုးဆမှုကျိုးတဲ့အတွက်အင်ဂျင်အပတ်နှုတ်ညင့်ပေမဲ့ဘီးကတော့အရှိန်နဲ့နဲ့နဲ့ရုံးအားအများဆုံးကိုရရှိသွားတာပဲဖြစ်ပါတယ်ကဲကားစတဲ့မောင်းနေသွားပြီဆိုတော့အရှိန်ကိုညင့်လိုက်ကြအောင်음ကလပ်အင်ခွန်ကိုနောက်ဂီယာစီတွန်းပို့လိုက်တဲ့အခါသူကလွတ်နေတဲ့ဂီယာနဲ့တင်းကျက်စွာချိတ်ဆက်သွားတာကြောင့်ဒုတိယဂီယာ တတ္တယကီယာအရှိန်တွေကိုရလာပါတယ်နောက်ဆုံးအမျက်ဆုံးကီယာမှာတော့ကလတ်အင်ခွန်ကအင်ချင်ယိုးတန်နဲ့မောင်းနှင်ယိုးတန်ကိုတိုက်ရိုက်ချိဆက်လိုက်တာကြောင့်အရှိန်အများဆုံးကိုရရှိပါတယ်ကောင်းပြီဒါဆိုရင်ကားကိုနောက်ပြန်ဘလို့လုံလဲอืมဒါကရိုးရှင်းပါတယ်ကျွန်တော်တို့ဂျားဖြက်ကီယာတစ်ခုကိုထပ်မံအသုံးပြုလိုက်ရုံပါဒီဂျားဖြက်ကီယာကိုထည့်လိုက်ခြင်းအားဖြင့် ပါဝါရဲ့လေပတ်မှုလမ်းကြောင်းကိုပြန်ပြန်လှည့်ပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်ကားပီးတဲ့ဟာစန်းကျင်ဘက်လမ်းကြောင်းအတိုင်းလေပတ်ပြီးနောက်ပြန်မောင်းလိုက်တာပဲဖြစ်ပါတယ်။အရင်ခေတ်တုန်းကဂီယာပြောင်းတဲ့အခါစူညံတန်တွေထွက်ပြီးပျက်စီးတာခဏခဏဖြစ်ခဲ့ပါတယ်။음အချောင်းရင်ကဂီယာတွေကမတူညီတဲ့အပါနှုံတွေနဲ့လေပတ်နေလို့ပါ။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ပဲအရှိန်ညှိစနစ်ကိုတီထွင်ခဲ့ကြတာပါ။ဒီစနစ်ဟာ ဂီယာတွေကိုမပြောင်းခင်မှာလဲပတ်နေတဲ့အရှင်ကိုအရင်ဆုံးညီအောင်ချိန်ညှိပေးပြီးမှချောမွေ့စွာထက်သွင်းနိုင်အောင်ကူညီပေးတာပဲဖြစ်ပါတယ်။ဒီရှင်းလင်းချက်ကနေဂီယာတက်တာရဲ့ဤပညာသမိုင်းနဲ့အလုတ်လုတ်ပုံကိုရှင်းလင်းလင်းနားလည်သွားပြီလို့ယုံကြည်ပါတယ်။ဤပညာဘဟုတုတ္တရတွေဆက်လက်ရရှိဖို့အတွက်အတိပေးခေါင်းလောင်းကိုဖွင့်ထားဖို့မမေ့ပါနဲ့ခင်ဗျာ။